ုံကြီးเจ้ามาကိုရင်ဝင်နေတဲ့အချိန်တော့9နာရီ9နာရီ10မိနစ်အဲ့ဒီအချိန်မှာခြုံထဲမှာခလေးကိုလှုပ်နေတာပါအော်ကိုမျက်လုံးနဲ့ကိုတက်စီကိုပေးရနေခလေးကျင်းတော်မူတဲ့နေရာမှာမရှိလို့ဟိုတိုင်းတက်စီကိုပေးတယ်မှာရှောက်ကြည့်တဲ့အချိန်မှာတွေ့တာပါဝါဆာဂိုင်းစ်မင်္ဂလာပါဒီကတော့ဒီဗီဒီယိုဖိုင်လေးတစ်ခုကိုအာလက်ကြည့်အောင်ပြောရရင်ဒီဗီဒီယိုဖိုင်ထဲမှာမြင်ရတဲ့ဒီညီမကတော့ သူ့ရဲ့ယောက်ျားစီကနေပြီးတော့သူ့သားလေးခေါ်ပြီးတော့ထွက်ပြေးလာတာလို့ပြောပါတယ်။ဆိုတော့ဘာလို့ထွက်ပြေးလာလဲဆိုတော့ဒီသူ့သားလေးကိုသူ့ယောက်ျားသူ့ယောက်ျားကတော့အမေကသူ့သားလေးရဲ့ပထွေးပေါ့နော်။ဆိုတော့သူ့ရဲ့ယောက်ျားကနေပြီးတော့အာသူ့ရဲ့အပေါက်ပိုင်းနဲ့နေပြီးတော့အာအတ္တမပြူကျင်းတယ်လို့ပြောတယ်ဗျ။ဆိုတော့ဒီအထက်မှာတော့ဖြစ်စဉ်ကိုအကုန်ပြောပြထားပါတယ်ဆိုတော့ဒီမြူဖိုင်လေးကို ကြည့်အောင်လုပ်ရဲเนาะโอเคအာ let's go ပြီးခဲ့တဲ့နှစ်ကဆောင်းဝဲဆောင်းဝဲအစမ်းဖြေဆီယမအစမ်းဖြေတဲ့အချိန်မှာတာရီကအဲ့ဆောင်းဝဲမှာဖြေနိုင်ခဲ့ပါအောင်ရက်ကထရအောင်ဦးစတဲ့ကလေးလေးကလေးတတလေးတွေပါတာလေးချက်အရက်အမြင်အိုက်ပူတဲ့ကလေးကလေးနဲ့ထွက်စော်ပြရသည်မမေ့ရဲ့တဲ့အဲ့ဒါထွက်စော်ဒါအရှိမပဲစော့ဝေးရတော့မသွားနဲ့ตาเยลุนน่ะขอให้ไม่ใช่กูก็ไล่ใส่เปลี่ยนขอ ပြန်ခေါ်လာပြီးတော့တာငမားချိတ်လိုချင်လဲငမားချိတ်ပဲအယုတ်လိုချင်အယုတ်ပဲအားလုံးလိုထက်ရထားခဲ့ပါတယ်တာတယောက်တည်းရှိလို့အရင်လက်ခင်ယူဆိုင်ခဲ့ဒါပေမဲ့ကလေးကအိတ်တဲ့အခါကျတော့ညီမစားဖို့နေရင်တဲ့ကိုပဲပူရတော့မအိတ်ပြော်ညဘတ်တည်းဆိုရင်မအိတ်ပြော်တော့ညဘတ်တည်းကျတော့ထိုင်စင်းသားစစ်လေးလေးတောက်ရင်ညီမစစ်လေးလေးတောက်တောက်တတ်ပါလေဟိုအပြူတော့ကလမ်းမကြောက်တောက်ခဲ့မှုပါလေ အဲ့ဒီဒီဆက်လေးတောင်းနေတာထိုင်စဉ်းစားကြီးပြီးတော့ကလေးစားဖို့နေရင်ကြောင်းတက်ကြီးကလေးရဲ့အဝိတ်အစားအစားအမြဲတမ်းစဉ်းစားနေရပါဒီနေ့ချက်ပြီးမနေ့ပြန်ချက်မယ်ဟာအစားအဲ့လိုညပဲစဉ်းစားတဲ့ချက်ဟိရောက်နေကွာမလုံးနဲ့ကွာနားတယ်ကွာဆိုတော့ခန္ဓာကိုယ်စမ်းကြည့်တော့ခန္ဓာကိုယ်ကလည်းဘာမှမဖြစ်တော့ဒါကြီးလားမသိဘူးဆိုစမ်းကြည့်ပါလေစမ်းကြည့်ပြီးတော့ဖင်ရလုံးဝလူကြီးလိုပဲတူအပေါင်ကြီးအကျယ်ကြီးဟနေတယ် ီးတော့ကိုယ်ရလက်တွေဒါဆိုရင်တော့တာကြီးကတကယ်ဖြစ်နေပြီကိုသားကိုကအမြဲတမ်းဖင်အောင်ကြည့်လို့ဆိုရင်သွေးထွက်တာတွေပဲမရှိဘူးလေပြီးတော့အမြဲတမ်းစိတ်တိလေးလေအဲ့ဒီအချိန်မှတွေကသူတို့ကစိတ်ကြောင်ကြောင်နေတဲ့ညီမကိုပြောပါတယ်ပြီးတော့ယူနေတာလို့လည်းပြောပါတယ်အဲ့ရဲကောတွေကလူတွေကရဲစခန်းကိုတော့တော့လေရဲစခန်းကိုလိုက်ပြီးပြောပါတယ်အဲ့တိုင်းလိုက်ပြောလိုက်တာသူတို့ပါစကတော့ဒီလိုမျိုး तू ကယူနေတာဆိုတော့အဲ့တိုင်းမပြန်ထုတ်လိုက်ပါနဲ့ဘာသူမှညီမတို့ကိုအေးမြ အဲ့ဒါမျိုးခရီးကိုလုတ်တယ်အဲ့ဒီတစ်ခါလုတ်တယ်လုတ်ပြီးတော့နောက်တစ်ခါထပ်လုတ်တယ်နောက်တစ်ခါထပ်လုတ်တယ်နောက်တစ်ခါထပ်လက်တွေလည်းချိုးလို့ရီလို့လည်းမကုံတော့ပါယူနေတယ်ဆိုတဲ့အနေထားမျိုးနဲ့ပဲပြန်လုတ်လိုက်ပါတယ်ဒါတရုတ်ကလည်းအဲ့လိုမျိုးဝိုင်းပြောကြတော့ယူနေတာကြောင်နေတာဆိုတဲ့ပုံစံမျိုးဝိုင်းပြောအဲ့ချိန်မှာကျမယောက်ျားသည်ပြန်မလွတ်လာသေးပါဘူးဒီကလေးရဲ့ပထွေးပေါ့ပြန်မလွတ်လာသေးပါဘူးဒါပေမဲ့ကလေးရဲ့ပထွေးပြန်လွတ်လာတဲ့အချိန်ကျတော့လေပိုပြီးဆိုးသွားတာတွေးရထွက်လာတယ်ခေါင်းစမှာတွေးရတွေးတယ် ညာဒီရေကန်ထဲမှာပဲရေကူးခန်းလိုက်တဲ့ခလေးကိုအင်းရှိအမကန်ရင်ရှိတယ်အဲ့ကန်ထဲကနေထုတ်ပြီးတော့ခလေးကိုပေါင်းပြီးလဲပေးလိုက်တယ်ပြီးတော့သူ့အဖေကသူ့နားမှာကတ်အိမ်နေတယ်မနမိုးလေးအိပ်ရထားတော့ခလေးပေါင်းပြီးချက်ကြည့်တော့ထွဲပေါ့ထွဲပေါ့နော်မိသားစုအိပ်တဲ့တာမိသားဖာအိပ်တဲ့ခေါင်းအုံထဲမှာ၃ရက်အိပ်တဲ့ခေါင်းအုံစုကျမခလေးပြီးကြတဲ့နှစ်ကအဝတ်အစားချုပ်တော့ခေါင်းအုံစုရှိပါတယ်အဲ့ဒီခေါင်းအုံစုကအဆိုင်ရောက်ပါအဲ့မှာသူ့ရဲ့ရဲနေရပါပဲအဲ့ဒါကိုကျမက ဘယ်လိုထင်လဲဆိုတော့ချင်းရင်အိမ်မှာချင်းမှာအရက်ဆန်ရှိတယ်။အဲ့ဒီအရက်ဆန်ကလူတွေကလာလာပြီးကျင့်တယ်လို့ထင်လို့အများအဲ့ဒီဘက်ကပဲဆဲပါတယ်။တိုင်တော့မှမရတော့တာညီမရဲ့ညီမရဲ့တိုင်လို့မရတော့ဒေါကန်ဆဲရုံကလည်းလည်းဘာမှမရှိတော့တားလေးရ9နှစ်နဲ့ဒီဆယ်လာပိုင်း17ရက်ဆိုရင်တားလေးသက်ရှင်းနေပြီပါပြီ။သူစားရောက်တဲ့အချိန်ပြီးတော့3-4ရက်နေလိုက်တဲ့အချိန်မှာမှ3-4ရက်တော့မနေပါဘူး။3ရက်လောက်ပဲရှိမှာပါ။ အဲ့ဒီမှာစပြီးသိရတာမွေးစင်းရအစသူ့နာမည်ကြီးနဲ့ထုတ်ထားတာကလေးရဲ့အဖေက तू မဟုတ်ပါဘူးတခြားလူပါတခြားလူ तू ညီမကိုခိုင်းစားပြီးတော့မှညီမရှိရရတဲ့ပတ်စံနဲ့ तू အရက်တောက်တယ် तू စေးချတယ် तू तू အဲ့လိုမျိုးလှုပ်ခဲ့ပြီးတော့မှဒီကလေးကိုရခဲ့တာပါတခြားလူနဲ့ရခဲ့တာဒါနောက်ကလေးကိုပိုက်ထဲမှာတည်းကတက်ပြစ်ခိုင်းပါတယ်မတက်ပြစ်ဘဲနဲ့ညီမကိုလည်းမွေးခဲ့တာပါအစားအဝံပြန်ပြောဖုန်းရောတော့မှဖုန်းရောတော့မှပြန်ပြော မင်းမင်းပြန်ပြောလဲမင်းမင်းပြန်ပြောငါတတ်မယ်မင်းမင်းအချိန်ဟုတ်အမေအိတ်ဒီဟိုညာဘက်လေအဝိုင်းညာဘက်လို့နေကမအဝိုင်းနေကမလို့မလုံးမအိတ်နေမလုံးမခေါ်ပြန်မလို့ပါဗျာတကယ်လူစိတ်မရှိတာညာနော်မင်းမင်းမအိတ်ခေရမင်းမင်းမအိတ်တော့သူတို့ကလှုပ်လာဟိုကလဲလေတလူလူအင်းရှိဖယားခန်းရှိပါလေအင်းရှိဖယားခန်းဘေးနာမှာမိသွေးတွေအမိုက်တွေ ကျုံးနေအိမ်မှာဆိုတော့တနေ့တာအိမ်မူကိစ္စဆိုရှိရလေသူ့နားမှာအိပဲအမြဲတမ်းငိုလို့ထိုင်စောင့်နေရတမိဘွားဒီဖယားကန်းနဲ့မှာဒီအရှိအရမ်းရှင်းပြီးအိမ်နောက်ဖွေးကိုယူသွားပြီးတော့ဒီအိမ်ရှိဖယားကန်းဘေးနားမှာကပ်ပြီးတော့အိမ်ရှိဖယားကန်းဘေးနားလေးမှာကပ်ပြီးမီးရှို့တာမီးမီးပုံတော့အဝေးကနေမရှို့ဘူးအဲ့လိုကပ်ပြီးမီးရှို့တဲ့ဟာကိုခလေးကိုရှင်းရှင်းနဲ့လာပြီးဖင်ဝင်လို့ပြောရဆိုအော်ဆရာအဲ့လောက်ထိကိုကျုံးတင်နေရတာကိုအိမ်ထဲမှာအုပ်ဒတိုင်းကလည်းညီမအိမ်ရဲ့အုပ်ဒတိုင်းကလည်းအုပ်ဒတိုင်းကလူတရက်အပြည့်ပါ ကားထားတာပါခြံကလည်းညမခြံမှာညမအမိပါပါခြံထဲမှာကိုကဥဒရိုင်းနဲ့ကားထားတယ်တေချာလည်းလှုပ်ထားတယ်လှုပ်ထားတဲ့တိုင်းနဲ့ဝင်လှုပ်နေတယ်သူမရှိခင်တော့သူလို့မထင်ဘူးသူရှိတော့ပို့ပို့ဆိုးလာတယ်သွေးတွေပါထွက်လာတယ်ညမရဲ့နောက်ပိုင်းတန်တရဘယ်နေ့မှစသိရလဲဆိုကလေးကိုရင်မဝစ်ခင်တရက်နေ့မှာသူကအောက်မှာထိုင်ပြီးတော့ဒီပထွေးဆိုတဲ့လူကစေးထိုင်ချနေပါတယ်။တမီးကတော့ ဆက်လေးတန်းနဲ့တောက်ရင်လည်းမျက်လုံးကမေးလာတယ်အဲ့လိုတော့မရသေးပါဘူးတညာလုံးကလေးကိုအောက်ကနေလက်ရက်ခေါ်လိုက်ဘာတွေပြပြပြီးခေါ်နေလဲတော့မသိဘူးတမီးကတော့ကလေးကိုအဲ့လိုပဲဖတ်ထားပါတယ်အဲ့တညာလုံးကလေးကတမီးကိုတန်းထောင်းနဲ့ထိုးကြည့်ပါတယ်တုံးလေးကထားဖို့တော့တမီးကမသေးကြပဲနဲ့လေမလုပ်တတ်ဘူးတမီးကတော့တောက်ခတ်တာတုံးရက်ရှိပါပြီကလေးကိုကိုရင်စီးပြီးတဲ့နေ့ရစပြီးတော့အချက်တိကျတကားကိုတောက်ခတ်ပလိုက်ပါတယ်ဟုတ်ပါတယ်ကလေးကိုအဲ့ဒီမှာကလေးကိုအเจ้าမှာသွားလောက်တာညဘက်9နာရီလောက်ပေါ့ ဆက်လေးဝင်မယ်ဆိုပြီးတော့ဆက်လေးဝင်တယ်လို့သူထွက်သွားတဲ့အချိန်သူတို့တွေခလေးကိုလောက်တာလဲမြင်ခဲ့ပါတယ်ခုံးကြောင်အပြင်အပြင်အိုဇိုင်းတက်စီရုပ်ရှိပါခုံးရင်ကိုရင်ဝိုက်ထားတဲ့ခလေးကိုသွားလောက်တာဗျာနော်ဝေါတကယ်လုတ်တိတ်ဆိုင်ရယ်ဆိုတာအဲ့ဒါပဲနော်အဲ့တရှိရုပ်ပြန်နေတမီးကပတ်ချောင်းတာခလေးရဲ့ကျင်းတော်မူတဲ့နေရာမှာခလေးကမကျင်းတော်ပဲနဲ့ပျောက်သွားလို့အိုဇိုင်းဘေးတွေပတ်ချောင်းတဲ့အချိန်မှာသူတို့တွေမဟုတ်ပါဘူးလူလေးယောက်ပါဝေါဒီယောက်ငန်းချင်နေတာ ကလေးနောက်ဆုံးကားပေါ်မှာထွက်ပြေးတဲ့နေရာဆိုရင်ကားပေါ်မှာထိုင်နေရတော့ခင်းနေရသူ့ရေကြနေပါတယ်ကလေးထွက်မပြေးရင်နေရာလုံးသိမယ်ဆိုတော့သိနေပါတယ်ဒီနေရာမှာထွက်မပြေးဘူးဆိုရင်ငါအိမ်ငါပစ္စည်းဆိုရင်မမောပြီးနေလို့ဆိုရင်တမျိုးအသက်တွေဒီတော့မှာပါလက်ရှိလာမြတ်ပေါ့ဒီပြီးခဲ့တဲ့နှစ်ကလည်းတတန်းဒီနှစ်ကလည်းတတန်းပဲတမျိုးဘဝကိုတားယောက်ျားလေးမွေးထားရတိုင်းနဲ့ ဒီလိုလုံချောင်းထားရတိုင်းနဲ့အဲ့လိုကို အတွင်းညာသူတွေကိုမွေးထားမိလို့အဲ့လိုမျိုးလူတွေကိုတရောစီတွင်မိလို့ကိုရဲ့အတိုးရဲ့စိတ်တွေပါတက်စီလက်အောင်လုံနေတဲ့လူတွေကိုယုံကြည်မိလို့အခုရင်နေမဟုတ်ပါဘူးဘဝနေမဟုတ်ပါဘူးစိတ်တွေနေမဟုတ်ပါဘူးအားလုံးပြည့်စည်သွားပါပြီကိုကိုလည်းအယူဆသွေးပြီးလူတော့မတိုးနိုင်အောင်လှုပ်လိုက်ပါတဲ့ဟိုသားသမီးကိုပါဒုက္ခပေးနေတာပါ နေရရလူတွေတကယ်ယူရဆိုရင်လည်းယူရတေချာလေးစစ်သေးပြီတပီတို့တကယ်လို့မြတ်မယူဆိုရင်သူတို့တွေရဲ့အယူဆက်တွင်းထားတဲ့ဟာယူအမြန်ဆုံးကိုကြီးဝမ်းဝမ်းပေးကြပါလို့ကျမနဲ့ကျမသားကိုလည်းအဲ့ဒီရောင်ပြမဖို့ပဲသက်ရှင်မနေရာလေးမှာတတလုံးလှုပ်ချပြူးစုလည်းပြူးစုပါမယ်ကျမတို့ကလည်းပေးကြပါရှင့် ကိုသားသမီးကိုကိုမထိုင်တယ်လို့မဟုတ်ပါဘူး။သမီးမပစံအားကြရှိရှိတထောင်ရှိရှိတဆယ်ပဲရှိရှိရှိတယ်လို့ကိုသားသမီးကိုအကုန်ဝယ်ယူနေတာပါရက်ခွက်ထဲမှာလည်းမေးကြည့်ပါဦး။ကိုသားအငက်ခံပြီးတော့ကိုသားအဝတ်အစားအဆုံးပြတ်ခံပြီးတော့သားသမီးကိုတောက်ပြောင်းထားခဲ့ပါလေ။အရာတားရောက်ကြသေးမလို့အရာချက်ခဲ့ပါလေ။အရာလည်းပြုစုခဲ့ပါ။တကလေးကိုအရာချက်တာပါ။အခုတော့ကျမသားမကောင်းတဲ့လူကိုယုံပြီးတော့သမီးတွေကွဲပါတယ်ပဲဖြစ်တော့မယ်။ ။ပြောတာသမီးလေးကိုအလိုဘဝရတဲ့မထားခဲ့ချင်ပါဘူး။ညီမသေးသေးရေညီမရေဝဲတော့မထားခဲ့ချင်တာပါ။ညီမကိုအယူဆသမီးညီမသားကိုအကျဉ်းချင်းကာကာတန်နေပြီးတော့ညီမရဲ့ဘဝရေကိုလည်းဖြတ်စည်းလိုက်တယ်။ဘသူမှကိုကြီးမလို့မရှိတော့ကိုရမယ်ခင်ရမယ်တွေ့ခင်ရအောင်ထွက်ပြေးသေးရတာပါရှင်။ ဘုံကြီးเจ้าမှာကိုရင်ဝင်နေတဲ့အချိန်တော့9နာရီ9နာရီ10မိနစ်အဲ့ဒီအချိန်မှာခြုံထဲမှာခလေးကိုလှုပ်နေတာပါအော်ကိုမျက်လုံးနဲ့ကိုတက်စီကိုပေးရတယ်ခလေးကျင်းတော်မူတဲ့နေရာမှာမရှိလို့ဟိုတိုင်းတက်စီကိုပေးတယ်မှာရှောက်ကြည့်တဲ့အချိန်မှာတွေ့တာပါတခါကျတော့နေချင်းပတ်3နာရီလောက်သွားပြီးတက်ဖို့နေနေတက်တာသွားပြီးသူတို့အရှိတို့ဝင်တယ်သူတို့ရှိမှာကိုလိုကိုစီကိုစီပါပါလာလို့ခလေးကိုမေးကြည့်ပါသမီးဘယ်တကမှပြောပါသမီးပါပါလာတယ်သူတို့ရှိမှာ ယ်ဒါလေးကတော့သူတို့သားမင်းကိုယ်တိုင်ပြောပြတဲ့သူတို့ရဲ့အတ္တမအာပြုချင်းခံရတဲ့အဖြစ်အစဉ်လေးပေါ့ဗျာနော်ဆိုတော့အာသူတို့ကတော့ဟိုဒီယောက်ျားစီကနေပြီးတော့ထွက်ပြေးလာပါပြီနော်ဥတ္တရာကိုအဲ့လိုရှင်ဥတ္တရာပေါ့နော်အဲ့လိုထွက်ပြေးပြီးတော့ခုတော့အခုငင်းအဲလေးလို့အိုက်နေတဲ့အနေထားမျိုးပါဆိုတော့ဒီလိုအတွက်ပြစကားလေးတစ်ခွန်းတော့ပြောပြခဲ့ကြပါအောင်เนาะဒါကျွန်တော်အမြင်ကတော့ဒီလိုလူမျိုးတွေလောကကြီးမှာအာရှိမနေသင့်ဘူးပြเนาะတကယ်လူတရားဆိုင်တယ်ပါဟောအဲ့လိုလူမျိုးတွေလည်းလောကကြီးမှာရှိတယ်ပြเนาะ Okay, you're fighting out a lot of my other game, same call here, but bye bye. See you next video.